မာနဲ့ထိစပ်နေတဲ့နယ်စပ်နီမှာစစ်ရေးနယ်မြေအဖြစ်သတ်မှတ်ဖို့ဘင်္ဂလားဒေ့ကစီစဉ်နေရဲဆိုတဲ့အိန္ဒိယမီဒီယာတခုရဲ့သတင်းဖော်ပြချက်ကိုဘင်္ဂလားဒေ့စစ်တပ်ကပယ်ချသွားပါတယ်။အိန္ဒိယရဲ့ North East မြို့သတင်းဌာနကဘင်္ဂလားဒေ့ဟာကော့ဘဇားကနေဘန်ဒန်ဘန်တီအေရီယာကိုစစ်နယ်မြေသတ်မှတ်သွားမှာဖြစ်တယ်လို့ခေါင်းစဉ်တက်ပြီးဖော်ပြခဲ့တာပါ။ဘန်ဒန်ဘန်ကုန်းမြေဒေသနဲ့ကော့ဘဇားတို့ဟာမြန်မာဘက်ခြမ်းကရခိုင်ပြည်နယ်နဲ့ထိစပ်နေပါတယ်။ဘင်္ဂလားဒေ့စစ်တပ်ကတော့အဲ့ဒီလိုသတင်းဖော်ပြမှုမျိုးဟာ နိုင်ငံရဲ့ပြည်တွင်းရေးမတည်ငြိမ်အောင်စက်တပ်အပေါ်အထင်မြင်လွဲမစရာတွေဖြစ်လာအောင်အိန္ဒိယမီဒီယာတွေကရည်ရွယ်ချက်ရှိရှိကြံဆောင်ပြီးသတင်းမားတွေဖြန့်ဝေနေတဲ့ဆိုတဲ့အထင်ရှားဆုံးဥပမာတစ်ခုအဖြစ်ဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်က North East New ရဲ့သတင်းဖော်ပြချက်မှာတော့ဘင်္ဂလားဒေ့ရ်ဟာကော့ပဇာနဲ့ဘန်ဒန်ဘန်ကြားကကျယ်ပြန့်လာတဲ့ area ကိုစစ်စင်ရေးဇုန်နယ်မြေတစ်ခုအဖြစ်ကျင်းညာလာနိုင်တယ်လို့ပါရှိခဲ့ပါတယ်။အဲဒီလိုကျင်းညာလိုက်ခြင်းအဖြစ်အရခတတော် A အတွက်ထောက်ပံ့ကူညီလိုတဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ရည်ရွယ်ချက်တွေကိုအဆင်ပြေချောမွေ့သွားစေအောင်တာမကပဲလက်ရှိကြုံနေတဲ့နယ်စပ်လုံးကြုံရေစင်ခုံမှုတွေကိုပါကန့်တွယ်လာနိုင်မယ်လို့သတင်းဌာနကရေးသားဖော်ပြခဲ့တာပါဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ပြန်ကြားရေးကတော့လက်နက်ကိုင်အစုအဖွဲ့တစ်ခုကိုဘင်္ဂလားဒေ့ရှ်ကပန့်ပိုးကူညီသွားမယ်ဆိုတာဟာအခြေမြင့်မရှိတဲ့စကားမျိုးလို့တုံ့ပြန်သွားခဲ့ပါတယ်ဒီလိုလှုပ်ကြံဖန်တီးတဲ့စကားတွေဟာသတင်းစာအတတ်ပညာမဟုတ်ကြောင်းအပုတ်ချဝါရဖြတ်တဲ့လှုပ်ရှားမှုတစ်ခုရဲ့အစိပ်ပိုင်းသာဖြစ်ကြောင်းလဲဘင်္ဂလားဒေ့ရှ်ကပြောပါတယ် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်လို့အပေးယူလို့ညှိနှိုင်းတယ်ဆိုတာမျိုးကဘယ်တော့မှရှိလာမှာမဟုတ်တလို့စစ်တပ်အနေနဲ့ professional စံနှုန်းတွေကိုအငြင်းဆုံးထားရှိပြီးနိုင်ငံရဲ့အထုတ်ချအာဏာဂုံတိတ်ခါနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေပေါ်ဆက်လက်လေးစားဆောက်ရှောက်သွားမယ်လို့ကြေညာထားပါတယ်။ပြီးခဲ့တဲ့ April ကလည်းအိန္ဒိယအခြေစိုက် North East New ကရခိုင်ပြည်နယ်မှာ American ကြောထောက်နောက်ခံပြုလှုပ်ဝက်စစ်ဆင်ရေးကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဥဆောင်မဲ့အကြောင်းသတင်းဖော်ပြခဲ့ပါတယ်။အဲ့ဒီဖော်ပြချက်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်တပင်းနယ်လုံးနီးပါးကိုတင်းယူထားတဲ့အာရခတက်တော် AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကတော့အင်တာနက်မှာရေးချင်တာရေးဖြန့်ချင်တာဖြန့်နေချင်တာဖြစ်ပြီးလက်တွေ့မြေပြင်မှာ North East မျိုးဖော်ပြတယ်လို့မျိုးမဟုတ်ဘူးလို့ People's Voice နဲ့တည်တဲ့မေးမြန်းခန်းမှာပြောကြားထားပါတယ်ရှင်။